မြမရုံရရင်ကျေမှုကိုထိခိုက်စေပြီးမသိမ့်တော်တဲ့ဒိဗယ်ရီနဲ့ရေဆက်သီဆိုထားတာကြောင့်တရားစွဲခံရတော့မယ့်အစိုးရအောင်ပါစေ။ ဝေဒမြောင်လုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေကြည့်ဆိုလိုက်ပါတယ်လက်တလုံး online ပေါ်မှာခရထနေပြီးဝေဖန်ခံနေရတာကတော့ခါရိုမီထွက်ပေါ်လာတဲ့တကြံတချင်းတွေပဲဖြစ်ပါတယ်တကြံရောက်တော့မှဖြစ်တာကြောင့်မြမျိုးကြွကြွတချင်းတွေထွက်ရှိတဲ့ဆိုပေမဲ့နားထောင်ရအစင်မပြေတဲ့တချင်းတွေသာဖြစ်နေကြတာပေါ့တချင်းတွေထဲမှာအစိုးဆုံးဖြစ်နေကြတာကတော့အစိုးရအောင်ပါစေရဲ့ဘုံတီးမယ်ဆိုတဲ့တချင်းပဲဖြစ်ပါတယ် အစိုးရအောင်ပါစေဟာငကောကတော့မြန်မာသံဆင်အစိုးရဖြစ်တာမလို့မြန်မာတချင်းတွေသာထွက်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်တလုံးမှာတော့တကြန်နာနီလို့မြို့မြို့ကျွတ်ကျွတ်တချင်းတစ်ပုတ်အဖြစ်ဘုံတိမဲ့တချင်းကိုထွက်ရှိလာခဲ့တာဖြစ်ပါတယ်။အောင်ပါစေအနေနဲ့သူ့ရဲ့တီဆိုနေကြပုံစံတွေကိုမတူတဲ့ပုံစံနဲ့စမ်းသစ်ချင်တာကြောင့်လည်းဘုံတိမဲ့တချင်းကိုဖန်တီးခဲ့တာဖြစ်ပြီးကိုရိုင်းရေးကိုရိုင်းတီဆိုထားဖြစ်ပါတယ်။မြမသန်းစင်အစိုးရအနေနဲ့ခစ်ပေါ်တချင်းကိုကွဲထွက်ဖန်တီးလာတာကြောင့်အောင်ပါစေကပြိတ္တာပေးမှုရမယ်လို့မျှော်မှန်းခဲ့ပေမယ့်အထင်နဲ့မြင်လွဲချော်ခဲ့ရတာပေါ့ အောင်ပါစေရဲ့ပုံတိမဲ့တခြင်းကပြီးခဲ့တဲ့မတ်လ3ရက်နေ့တုန်းကထွက်ရှိလာတာ ဖြစ်ပြီး online social media တွေမှာဖြန့်ဝေခဲ့ပါတယ်။ဒီတခြင်းကအတော်ကိုနားထောင်ရဆိုတဲ့တခြင်းဖြစ်တယ်လို့မြမရိုးရရင်ကျေမှုကိုဖျက်ဆီးတယ်လို့ဖြစ်နေခဲ့တာကြောင့် online ပေါ်တင်နေပြီးချင်းမာတဲ့ဝေဖန်မှုတွေသာရရှိခဲ့ပါတယ်။မြမရိုးရတူရိယာတွေဖြစ်တဲ့ဘုံနဲ့ပမတွေကိုအကြောင်းပြုပြီးခစ်ပေါ်တခြင်းဖြစ်ပေါင်းစည်းဖန်တီးထားဆိုပေမဲ့တခြင်းစာသားတွေကအတိတ်ပဲနှစ်ခွဖြစ်နေစေခဲ့ပါတယ်။ဘုံတိမဲ့ဆိုတဲ့ခေါင်းစဉ်အတိုင်းဘုံတွေတီးပြပြီး MTV ရိုက်ထားပေမဲ့စာသားကတော့နားထောင်လို့ မသိမ့်တော်တဲ့အသေးပဲတစ်မျိုးကိုဖော်ဆောင်နေခဲ့တာပါဒါအပြင် MTV မှာတရုတ်ဆောင်ထားတဲ့မင်းကလေးတွေကလည်းခနာကိုအသားပေးကပြမှုတွေနဲ့တရုတ်ပြဖျော်ဖြေမှုတွေလှုပ်ဆောင်ထားတာကြောင့်နားထောင်ဖို့မသိမ့်တော်တဲ့သချင်းတစ်ပုဒ်ဖြစ်နေခဲ့ပါတယ် တချင်းတစ်ပုတ်လုံးကိုခြုံကုန်နားထောင်ရင်တော့ဘာကိုဆိုလို့ဆိုထားမှအတိတ်ပဲကမပေါ်လင်းနေခဲ့ပါဘူး။တယုံပြဲဖြောပြမှုဖြစ်တဲ့အပြင်မြမဒူရီယာတွေကိုလည်းစော်ကားထားတာကြောင့်အောင်ပါစေရဲ့ဘုံတီးမဲ့တချင်းကဝေဖန်မှုတွေမြင့်တက်လာခဲ့တာပေါ့။ညဉ့်ညမ်းအတိတ်ပဲတွေဖော်ဆောင်နေတာကြောင့်အချိန်ရစရာတချင်းတစ်ပုတ်ဖြစ်လဲလူပြောများလာခဲ့ပြီးတရားစွဲဖို့ပါပြောလာကြတာဖြစ်ပါတယ်။ဒါကြောင့်အောင်ပါစေအနေနဲ့တချင်းကိုပြန်ဖြတ်ပစ်ခဲ့ရကဘရိတ်နဲ့တပင်အစည်းအုံးကိုလည်းပြန်လဲတောင်းပန်လာခဲ့ရပါတယ်။သူအနေနဲ့မြမယင်ကျေးမှုတွေကိုစော်ကားလို့စိတ်မရှိပဲကိုရိုင်းလည်းမြမဒူရီယာတွေကိုချစ်မြတ်နေသူဖြစ် စ်ကြောင်းရှင်းပြလာခဲ့တာပေါ့။တကြံနာနီလိုမြမြွတ်ကြွတချင်းကိုဖန်တီးခြင်းရောက်တာဖြစ်ပြီးအခုလိုထိခိုက်စော်ကားသလိုဖြစ်ဖို့မရည်ရတာကြောင့် လောက်ချီပြေတောင်းပန်လာခဲ့ရပါ။ဒါပေမဲ့မြမယဉ်ကျေးမှုကိုထိခိုက်စေသလိုမသိတော်တဲ့ဒိတ်ဘယ်ရီနဲ့တချင်းဖြစ်တာကြောင့်အောင်ပါစေတောင်းပန်ရင်အောင်အေးအယူမှဖြစ်ကြောင်းသတင်းစာမှာကြေညာလာခဲ့တာဖြစ်ပါတယ်။အရင်တောင်းကလည်းမြမယဉ်ကျေးမှုကိုစော်ကားပြီးညဉ့်ညမ်းဘက်သွားတဲ့အနှပညာရီနဲ့ဖန်တီးသူတွေကိုဆုံရင်အေးအယူနေကြဖြစ်တာကြောင့်အောင်ပါစေအပါဝင်ထုတ်လုပ်သူတွေကိုပါအေးအယူတော်တော်မှလို့သိရပါတယ်။အခုနောက်ပိုင်းမြမယဉ်ကျေးမှုနဲ့မသိတော်တဲ့အနှပညာအမိခံအဖြစ်မှုတွေကိုဖန်တီးလာတာများတာကြောင့်ဒေသတွေကလည်းခုလိုလှုပ်တဲ့သူတွေပေါ်ထိထိရရောက်အေးအယူစေချင်နေကြတာ ာပဲဖြစ်ပါတယ်။မြမယုံရရင်ကျေးမှုကိုထိခိုက်စေပြီးမသိမ့်တော်တဲ့အဓိပ္ပာယ်တွေနဲ့ရစ်ဆက်တီဆိုထားတဲ့အောင်ပါစေရဲ့ဘုံတိမဲ့တခြင်းကိုဘရသက်ကြီးရောထိရောက်စွာရည်ယူမှုလုပ်စေခြင်းလားဆိုတာဖျက်ပြခဲ့ပါအောင်ရှင်။အားလုံးကကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။